မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆီယမောင်ပစိုးချမ်းရေးသားသောဒေါင်းလန်းဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုပြောပြခင်မှာယခုလိုဘူးတုဒ္ဒရပွဲအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်နှီးဒေါင်းလန်းကြီးခုပြီးတော့ခါတမိနဲ့သားများလို့မဝင်သားဒူးတစ်ဖက်ဟာတွန်းကာဖဲလျက်တုထန်ငါလေးစားတော့မိဝေး ဝန်ကြီးပရိသတ်ရာစာဒေါလန်ဟူသည်အစားအစာများထည့်၍စားရန်တစ်သားဝါစသည်တို့ဖြင့်ပြုလုပ်၍ရုံးဖြင့်တရုတ်ကင်နာသော၆တောက်တက်ထားသည့်ဗန်ပြားကြီးများကိုခေါ်သည်ဒေါလန်ဟူသောစကားမှာမွန်စကားဒန်လိုင်မလာသည်ဟု ယူဆကြသည်ဒန်ဟူသောမွန်စကားသည် မြန်မာလိုတည်ဆောင်သည်တဲပိုးသည်ဟု အတိတ်ပဲရသည်လိန်ဟူသောမွန်စကားမှာစားတော့သည်အာရဖြစ်တဲ့သည်ဟုအတိတ်ပဲရသည် ထို့ကြောင့်တန်ဂလန်ဟူသောစကားသည် စားသောက်ဝယ်တင်ဆောင်သောပစ္စည်းဟုအတိပဲရလေသည်တင်လမဒေါလန်ဟူ၍စကားရှိလာသည်ဟုယူဆကြသည်ဒေါလန်သည်မိသည့်ခေတ်ကစတင်ပေါ်ပေါက်ခဲ့သည်ကိုအတိအကျမသိရတော့လဲတက်ကရက်တထောင်ကျော်ခန့်ဖြစ်သောညောင်ရမ်းခေတ်ကရှိနေပြီဖြစ်ကြောင်းကိုဝင်းကြီးပရေဒရာဇာ၏ထတ်တသမားတရာချင်းရာသိနိုင်ပေသည်ရင်တရာချင်းတွင်ထတ်တသမားမိသားစုတို့ထမင်းစားကြရ၌ နှိပြင်းပြုလို့သောဒေါလန်းနဲ့ရယ်အပုံလိုက်ခတ်ထွက်၍ဝိုင်းဝန်းစားကြပုံအင်းသားများနေ၍မဝိုင်းသာသဖြင့်ဒူးတစ်ဖက်ကိုတွန့်ဖယ်ကအလူရက်တပြောတစ်ပါးလက်ရည်တစ်ပြင်းနဲ့စားတော့ကြပုံကိုကွက်ကွက်ကွင်းကွင်းတရုပ်ပေါ်ထားပေသည်ဝင်းကြီးပရိသတ်ရာသာ၏လက်ထုံဖွဲ့တွာချင်းတွင်လည်းချိုလဲချိုလွန်ရေရွှဲများစွာကြက်ဟင်းကြွက်နှပေါင်းတောင်းပြောင်းရော့၍အိမ်တို့ရောက်ခါလှင်စွာချက်ပြုတ်ထမင်းကဘူးဟင်းကဘူးရှူရှူသာရှမ်းငရုတ်ကဲနဲ့လေ အလုတ်ကဲအေယာသာငုံငါလွှဲတော်သည်တားမြင့်ငယ်မာချာဘယ်ညာထွေးတော်သည်ဟု ရှေးမြမာလဲမိသားစု၏ထမင်းစသောပုံကိုတရုပ်ဖော်ထားပေသည် ဒေါက်လာဖြင့်စားတော့ကြသည်ဟုအတိအကျပေါ်ပြမထားတော့လေရိုးရိုးရဲရဲစားတော့ပုံသားသမီးများမြင်းများနဲ့ဘယ်ညာထွေးပြီးစားတော့ကြပုံကိုထောက်တော့ဒေါက်လာဖြင့်စားတော့ကြသည်ဟုယူဆရပါသည်လှေကြီးဘွဲ့တွာချင်းတွင်ဘူးရောဖယုံဟင်းမျိုးငယ်စုံငါးပုံမှအမဲဆက်ပါလို့လေစောင်းကခတ်ပါလို့မလက်ကြအောင်လူလူတိုင်းလူတိုင်းနဲ့မရှောင်စက်သီးငယ်ပူလောင် တောင်မြောင်ငယ်တခြားစုကပုံကထမင်းမှာဝါစွာဖော်များနဲ့လေးဟု၎င်းနွားဝန်တင်ဘွဲတွင် ထမင်းကဘူးဟင်းကဘူးလူလူအငွေ့ထသည်နှင့်လေရုခနတ်ကိုသာတင်ကားထတော့သည်တိုးဝေတုထက်ကဝင်ကစားတော်သည်ဟု၎င်းဆက်ဆိုထားသည်ဖြင့်လေသမားနွားဝင်တသမားတို့သည်လည်းဒေါလန်းဖြင့်ထမင်းကိုစုကပုံကတုထက်ကတိုးဝေစားတော့ကြသည်ဟု ယူဆရပေသည်ဒေါလန်းကိုပကံခစ်ကပင် အသုံးပြုခဲ့ကြသည်ဟုအချို့ပညာရှင်တို့ကဆိုကြသည် 1958ခုနှစ်ဒီဇင်ဘာလတွင်ထုတ်သည့်မြန်မာနိုင်ငံသူတေသနအသင်းဂျာနယ်အတွဲ47အပိုင်း1နှစ်တွင်ဆရာဦးလူဖေဝင်းကရိုးတဲ့အကြောင်းကိုရေးသားရာ၌ရိုးတက်ပညာသည်ရိုးရီးယားနိုင်ငံမြောက်ပိုင်းမှမြန်မာနိုင်ငံသို့အစောဆုံး14ရာစုနှင့်15ရာစုနှစ်တွင်ရောက်ရှိလာ၍ပကံသည်ရိုးတဲ့လုပ်ငန်း၏ပိရင်းဌာနဖြစ်ကြောင်းဖော်ပြထားသည် ယူရီးယားမှပကံတို့ရုံးပညာရောက်ရှိလာပုံနဲ့ဆက်လင်း၍မှတ်သားချက်များ क्वे ပြနေပေသေးသည် အချို့ကယူရီးယားမှတဆင်ပကံတို့ဓာတ်ရရောက်ရှိလာသည်ဟု ဆိုကြပြီးလည်းအချို့ကတထုံမှတဆင်ပကံတို့ရောက်ရှိလာသည်ဟုဆိုကြသည်အနောက်ရထားမင်းလက်ထက်တွင်တထုံပကိုးစသောမွန်းတို့၏နိုင်ငံသည်ယူရိုး၏တိုင်းပြည်နှင့်ကူလူဆက်ဆံခဲ့ဟန်တူသည်တထုံကိုအောင်မြင်ပြီးအနောက်ရထားမင်းခေါ်ဆောင်လာသောလက်မှုပညာသင်များကိုမြင်းကပါရက်တွင် အကွက်ချ၍နေထိုင်စေခဲ့သည်ဟုသိရသည် မြင်းကဘာအရက်မှာယွန်းလက်မှုအတက်ပညာထုတ်လို့ရပိရင်ဌာနဖြစ်နေသဖြင့်၎င်းဒေါန်လန်ဟူသောဝါဟာရမှာမောဝါဟာရဖြစ်နေသဖြင့်၎င်းတထုံမတဆင်ပကံသို့ယွန်းအတက်ပညာရောက်ရှိလာသည်ဟုဆိုကြပေသည်ဒေါန်လန်ဖြင့်စားတော့သည့်အလေထာသည်အိန္ဒိယနိုင်ငံမှရရှိသည်ဟုအချို့တုတည်သည်တို့ကဆို၍အချို့ကမူယူရီးယားနိုင်ငံမှနှီးဒေါန်လန်ပုံရသည်ဟုယူဆကြသည်မည်သူပင်ဖြစ်စေဒေါန်လန်းသည်ရှေ့အတော်ကြကြကပင် မြန်မာတို့အသုံးပြုခဲ့ကြသည်မှာထင်ရှားပေသည် ကုန်းဝောင်ခဲမြမလူနေမှုစနစ်ကိုမှတ်တမ်းရေးခဲ့သောအီတလီဖုန်တော်ကြီးဆန်ဂျာမာနို၏မြမအင်ပါယာစာအုပ်တွင်မြမတို့၏စားတောက်ပုံနှင့်ပတ်သက်၍မြမတို့သည်တစ်နှစ်လျင်ထမင်းနှစ်ကြိမ်စားကြသည်မနက်၉နာရီခန့်တွင်တစ်ကြိမ်ညနေနေဝင်ကြိမ်တွင်တစ်ကြိမ်ဖြစ်သည်ထမင်းကိုတစ်သားပကံထဲတွင်ထည့်သည်တစ်သားပကံပြားမှလည်းတင်စရာအောက်ကတစ်သားတောက်ပါရှိသည် ၎င်းတက်သားတောင်းလန်းတွင် လူနှစ်ယောက်သုံးယောက်သည်ကြမ်းပင်ပေါ်တွင်ဖြစ်စေဖြားပေါ်တွင်ဖြစ်စေဝိုင်းထိုင်၍လက်ချောင်းများဖြင့်ထမင်းကိုယူဆကြလေသည်ဟုရေးသားထားသည်ကို တွေ့ရသည်ဒေါလန်ဖြင့်ထမင်းစားတောက်ကြပုံမှာအမျိုးမျိုးဖြစ်သည်အချို့ကလူ၅ယောက်စားမိဆိုရင်ဒေါလန်ကြီးပေါ်၌ထမင်း၅ပုံပုံ၍အလဲတွင် အုံးခွက်သို့မဟုတ်နှီးခွက်သို့မဟုတ် တစ်သားခွက်ဖြင့်ဟင့်ထက်ပြင်းထားပြီးနောက်ရင်းတောင်းလန်းကြီးတဲ့၌ပင် စားကြသည် အချို့ကမူတောင်းလန်းအတန်အသင့်ပေါ်တွင် အထက်ပါဟင်းခွက်မျိုးများနှင့်ဟင့်ထက်၍ထမင်းကိုမူတယောက်စားရွယ်တောင်းလန်းငယ်များကိုစီကိုင်ကထည့်ယူစားတော့ကြသည်တို့အရာတွင်ဒုတိယနေ့မှနှောင်းခေလူတို့စားသုံးနည်းဖြန့်တူသည်တောင်းလန်းကြီးတစ်ခုတွင် ကိုထမင်းကိုပုံ၍ဟင့်အေးအဖက်ထည့်စားကြသည်အလေထားကြောင်းလက်ရည်တပင်စည်းနေသူဟူသောအတုံလုံးပေါ်လာဟန်တူသည် တယောက်စားသုံးနေသောဟင်းရည်သည်တယောက်၏ထမင်းပုံထဲသို့စီးသွားနိုင်သည်တနည်းအားဖြင့်စီးလုံးညီညွတ်မှုရှိသည့်သဘောမိသားစုစိတ်ဓာတ်ရှိသည့်သဘောကို ဆောင်ခဲ့ကြပေသည်ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ကွန်တာကာတွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်